အားလုံးပဲမင်္ဂလာပါမနေ့ကကျွန်တော်ရှစ်ထိတ်ပေါ့နော်ရှစ်ထိတ်ကြပြီးတော့ရှစ်ထိတ်ကြိုက်ပြီးတော့ပြန်ကြပြန်ကြပေါ့နော်ပြန်ကြအောင်တအားကြိုက်တာပြန်ကြကိုတအားကြိုက်တာမနေ့ကတော့အဲမနေ့ကတော့နော်ကျွန်တော်အပူလေးတော့လာနိုင်နေလို့တော့ပြောခဲ့တယ်အဲ့တော့ကဲမနေ့ကအပိုင်းထားရတော့တော့ကျွန်တော်ညနေခင်းကိုညနေခင်းကိုညနေခင်းကိုကျွန်တော်တို့ဒီမှာ ညနေခင်းကိုဒီမှာကျွန်တော်တို့၃လုံးပေါင်းခြင်း၈၄ရက်၃ရက်တက်ကဒီမှာ၃လုံးပေါင်းခြင်းအဲ၃လုံးပေါင်းခြင်း၈ပေါ့နော်၃လုံးပေါင်းခြင်း၈ဒီမှာနော်၃လုံးပေါင်းခြင်း၈အဲ့လို၃လုံးပေါင်းခြင်း၈ဖြစ်ပြီးတာ ਨੇ တဲ့ဒီနောက်ပိတ်နဲ့ထိတ်နေတာ၆ရိုက်တယ်အဲ့လို၆ရိုက်ပြီးတော့မှဒီမနက်ခင်းကကြာခဲ့တဲ့ဒီ၆၅ဝန်းကျင်ကတလုံးညိတယ်ပေါ့နော်၆တလုံးညိတယ်ပေါ့နော်ဝန်းကျင်လည်းဖြစ်ပြီးရမှာပေါ့နော်အဲ့တော့ဒီအောက်မှာနောက်ထပ်တစ်ခါ၈၁၉ ရှစ်ဖြစ်သွားပြန်ပြီအဲ့လို၈၁၉ရှစ်ဖြစ်သွားတော့သူ့ရဲ့အလဲနှလုံးပေါင်းကြီးဟာတခါ၆ထပ်ဖြစ်ပြီတယ်နော်၆ထပ်ဖြစ်ပြီးတော့ကျွန်တော်တို့မနက်ခင်းထွက်ခဲ့တဲ့တိရှိကဒီမှာဝမ်းကျင်းနေဒီမှာတော့ရှစ်ကရှစ်လိုပဲဆွဲသွားပါတော့အခုကျွန်တော်တို့ဒီမှာရှင်ငန်းငါပေါင်းကြီးရှစ်ဖြစ်ထားတယ်နော်ရှင်ငန်းကပေါင်းချင်းရှစ်ဖြစ်ထားတယ်ဆိုတော့ဒီအလဲနှလုံးအလဲနှလုံးမောင်းခြင်းကရှစ်ဆိုရင် ဒီမှာရှစ်ဖယ်ထပ်ဖြည့်ရမှာဗျာနော်အလဲနှလုံးမုံကြီးကရှစ်ဆိုရင်ရှစ်ဖယ်ထပ်ဖြည့်ရမှာလာနိုင်မှာမလားဗျာရှစ်တီးရရှစ်တီးရလာနိုင်မှာမလားအလဲနှလုံးမုံကြီးကရှစ်ဆိုရင်လည်းရှစ်ဖယ်ထပ်ဖြည့်ရမှာရှစ်ဖယ်ထပ်ဖြည့်ပြီးတော့မှဒီဘက်ကရှစ်ရှစ်ဝန်းချင်းရလေဒီမှာဝန်းချင်းတစ်လုံးဝင်ရမှာဆိုတော့ရှစ်တစ်လုံးပါနော်မနေ့ကကျွန်တော်ရှစ်တစ်ကြိုက်တာဗျာရှစ်တစ်ရှစ်တစ်ရှစ်လေးပေါ့နော်ရှစ်တစ်ကိုပူကြိုက်တာရှစ်တစ်ကြိုက်တာဆိုတော့နှစ်ခက်ရှစ်တစ်ရနှစ်ခက်ရှစ်ပေါ့နော်အပူးစင်းသွားပေါ့နော်အဲ့တော့တကယ်လို့ အခု site ကတော့ရှစ်တလုံးပြနေပါဘောနော်ရှစ်တလုံးပြနေရဆိုတော့ရှစ်ကထပ်ဆင်းနိုင်ပါမလားစဉ်းစားကြပါဘောနော်ထပ်ဆင်းနိုင်ပါမလားတကယ်လို့ထပ်ဆင်းနေဆိုရင်ကျွန်တော်ပြောခဲ့တဲ့အပေါ်ကပြန်ကြဆိုင်နေအပူနဲ့ပေါ့နော်အပူကမနက်ကကြပြီဆိုရင်ညနေမှာပြန်ကြလာနိုင်သေးလားပေါ့နော်အဲကျွန်တော်ကတော့ကျွန်တော်အယူဆနေကျွန်တော်ပေါ့နော်ဒီတွေ့တဲ့လူကဒါမနက်ခိုင်းမနက်ခင်းကဆိုကျွန်တော်ရှစ်လုံးထိတ်ထိတ်ဆိုင်ကိုပြရည်တာအဲ့ဒါရှစ်ပတ်လာရင်ပေါ့နော်ကျွန်တော်ကတော့ပေါ့တယ်ပေါ့နော်အဲအဲ့လိုမျိုးတွေပေါ့နော်တခါကြတော့ကျွန်တော်တို့က အကွက်နေအောင်လို့ခြုံရတာဗောနော်အဲ့တော့ကျွန်တော်ညနေရှစ်ကြိုက်သေးတယ်ဗျရှစ်ကြိုက်သေးရဆိုရှစ်တလုံးနဲ့ဆိုရင်ပြန်ကြကြိုက်တယ်ဗျပြန်ကြပြန်ကြလဲကြိုက်တယ်ရှစ်တလုံးနဲ့ဆိုရင်ရှစ်လေးရှင်ငါရှစ်တရှစ်ဘူးဗောဗျရှစ်ဘူးပါပါသွားပြီဗောနော်အဲ့တော့အဲ့ဒါလဲကြိုက်တယ်အဲ့ဒါလဲကြိုက်တယ်အဲ့ဒါလဲကြိုက်တယ်ဆိုတော့ကြတော့နောက်ပြီးကြတော့ဒီမှာဒီမှာကျွန်တော်မနက်ကပြခဲ့တဲ့ site လေးဗောနော်ဒီမှာနှလုံးပေါင်းရင်9နှလုံးပေါင်းရင်9ဆိုရင်ရှစ်ပေါင်းပြန်9တယ်ဗောနော် ဒီမှာမနက်ကပြခဲ့နှလုံးပေါင်းညင်9ရှေးပေါင်းပြန်9တယ်နှလုံးပေါင်းညင်4ရှေးပေါင်းပြန်4တယ်နှလုံးပေါင်းညင်6ရှေးပေါင်းပြန်6မယ်လို့ရှစ်ထိပ်ပြရတာဗောနော်အဲ့လိုပြတော့ကြတော့နောက်ပိတ်ကတော့လွဲတယ်ဗောနော်အဲ့တော့အဲ့ဒီ site ကတကယ်လို့ထပ်ပေးမယ်ဆိုရင်သူကဒီမှာဒီပုံမှာကိုပရိတ်နှစ်ပရိတ်အဲကိုပရိတ်ဗောဒီအစိမ့်ကွက်လေးကပေါင်းညင်9အောက်က3ညနှစ်ဆိုပေါင်းညင်2 9နှစ်ကဒီမှာ9နှစ်လို့ကြာဒီမှာပေါင်းညင်၄ဒီမှာပေါင်းညင်၆၄၆ကဒီမှာ လေး6လို့မကြောက်ဒီမှာလေး8လို့ကြာနော်သူ့ရဲ့တပင်ကြောမှာပေါ့နော်လေးလေး8မို့ sorry ဒီမှာလေးဟိုပါပေါ့နော်အဲလေး9လို့ကြာပေါ့နော်ပောင်းရှင်လေးပောင်းရှင်6ကသူ့ရဲ့ဇောင်းမှာလေး6လို့ကြာမှာဟိုနောက်ခက်ချင်းပြီးလေး9လို့ကြာနော်အခုကဒီမှာပောင်းရှင်6ပောင်းရှင်3ညာဆိုရင်ကျွန်တော်တို့ဒီမှာ60လို့ကြာမှာလားပေါ့နော်60 60လို့ထဲလာမလား60ဝန်းကျင်ကြာမလားဗောနော60လို့ထဲကြာမလား60ဝန်းကျင်လာမလားဒါမှမဟုတ်ရင် ဒါမှမဟုတ်ရင်ကျွန်တော်ဒီမှာပြထားတဲ့ခုနှစ်ကိုလေးပေါ့နော်ဒီမှာကျွန်တော်တို့ဒီမှာအဲပေါင်းညင်ကိုဒီမှာပေါင်းညင်ကိုအဲ့အဲ့လိုရိုက်ပြရတယ်ဒီမှာကျွန်တော်တို့ကိုနှစ်ကြပေါင်းညင်လေးပေါင်းညင်လေးအဲ့လိုရိုက်ပြရတယ်ဒီမှာကိုလေးကြဒီမှာကိုကကိုကြတယ်ကိုတဲ့ကြတယ်ဒီမှာလေးကလေးကြတယ်လေးရဲ့ပါပါ ကိုနဲ့ကိုတလုံးပြန်ကြတယ်ကျွန်တော်တို့ဒီမှာက6လို့ဖြစ်တာ6ဆိုတော့ဒီမှာရှေ့မှာ6ဖြစ်တယ်6ရဲ့နှက်ခတ်ပေါ့နော်ရှေ့မှာကိုတလုံးတဲကြတယ်လေးကြတယ်လေးရဲ့ပါပါကိုကြတယ်ပေါ့နော်အခုက6ဆိုတော့6ရဲ့နှက်ခတ်ကကိုဒဲရဲ့ပါဝါရဲ့နှက်ခတ်ကဲဆိုရင်ချိန်လိုက်မယ်ဆိုကိုပဲဗျာနော်အဲ့တော့ကိုပဲကိုပဲလာပြနေတယ်အဲ့တော့ခုနကကျွန်တော်ပြောတဲ့ရှစ်တလုံးနဲ့ဆိုရင် ရှစ်တလုံးနဲ့ဆိုရင်ရှစ်တလုံးနဲ့ဆိုရင်ကျွန်တော်တို့ ရှစ်ကိုတို့ခုနကျွန်တော်ပြောတယ်ဒီမှာ6နှစ်6လေးနော်ဟို6တုံညာနဲ့ကပ်မှာဆိုရင်90 96ပေါ့နော်90 96ပေါ့အဲအဲ့ဒါလေးကောင်းတယ်ညနေကတော့7နှစ်9နဲ့တလုံးကြိုက်တယ်ဗျာညနေကတော့7နှစ်9နဲ့တလုံးကြိုက်တယ်ပြန်ကြဆိုရင်6လေးတခွက်တည်းပဲရှိရနော်ပြန်ကြဆိုရင်6လေးတခွက်တည်းပဲရှိရတကယ်လို့မှကျွန်တော်ပြန်ကြရလေကျွန်တော်လာနိုင်တယ်လို့မှန်းထားတာဗျာပြန်ကြဆိုရင်6လေးတခွက်တည်းပဲရှိအဲ့တော့ညနေကြရင်တော့ ရှစ်ကြိုက်တယ်လို့ကရှစ်ထည့်ကစားပေါ့ရှစ်မကြိုက်ဘူးဆိုရင်တော့ကူးနဲ့ကစားတာအကောင်းဆုံးပဲကူးတစ်လုံးနဲ့ကစားပြီးတော့မှကျွန်တော်တို့ကူးလေးကိုတင်ပေါ့နော်ကူးနဲ့ကစားပြီးတော့မှကူးလေးကို main တင်ထိုးပေါ့နော်ကူးနဲ့ကစားပြီးတော့မှကူးလေးကို main တင်ထိုးကူးနဲ့ကူးလေးကူးချောက်ပေါ့နော်ကူးပတ်လိုက်ရင်တော့ကောင်းတာပေါ့နော်ကျွန်တော်ညနေကိုရှစ်နဲ့ကူးဆိုရင်ရှစ်လေးကြိုက်တော့ကြိုက်တယ်နည်းနည်းတော့ရှစ်နဲ့ပတ်သက်ပြန်ကြလေးတွေရှစ်တစ်ရှစ်လေးရှင်းကားရှစ်ဘူးတော့နည်းနည်းရန်ထိုးအောင်ပါပြန်ကြကျွန်တော်ကြိုက်တော့ကြတော့ရန်ထိုးအောင်အဲ့တော့ညနေကိုကျွန်တော်ကူးကိုပူကြိုက်ပါတယ်အကြိုက်ဆုံးကကူးလေးတွေကြွက်တယ်ပါ ကြိုက်ဆုံးကကိုလေးတခွက်တည်းဗျာပေါ့ရင်ရမှာပဲเนาะကိုလေးတခွက်တည်းကိုလေးတခွက်တည်းကြိုက်တယ်ကိုလေးဒီမှာเนาะကျွန်တော်ကိုလေးတခွက်တည်းကြိုက်တယ်เนาะညနေရအဲအဲ့ဒါပါပဲဗျာအားလုံးပဲကြာမှာချမ်းသာကြပါစေဗျာ